မင်္ဂလာပါရှင်ကျမတို့ channel ကနေဒီကနေ့ရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမအဆုံးရွှေဘုံမြို့နယ်ဆေပင်ကျုံပြူစောတီရွာကိုတိုက်ခိုက်သိမ်းပိုက်မှုပြူစောတီတဦးသေဆုံးပြီး၁၈ဦးအရှင်ဖမ်းမိကလက်နက်ဆယ်လက်သိမ်းဆည်းရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ9ရက်မနက်အစောပိုင်း9:30မိနစ်30မှာစတင်၍ဆယ်ပင်ကျွန်းပြူစောတီရွာကိုဒေါ်လန်ရီပူပေါင်းတပ်ဖွဲ့များကစတင်ချင်းကတိုက်ခိုက်ခဲ့ပြီးအပြန်လန်ထိတွေ့တိုက်ပွဲဖြစ်ပွားကမနက်6:15မိနစ်ကန်တွင်ပြူစောတီအထိုင်စခန်းတစ်ခုလုံးကိုအပိသက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားရာနေရာများကိုဝိုင်းတွဲဖြင့်ဘုံသီးစကောလုံးကျဲချတိုက်ခိုက်ခဲ့ပြီးပြူစောတီရွာများကလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့တော်လဲဒေါ်လန်ရီတပ်ဖွဲ့ဝင်များအထူးကဲ မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ရင်းတိုက်ခိုက်မှုတွင်ပြူစောတီတဦးသေဆုံးပြီးပြူစောတီ18ဦးအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းထို့ပြင်ပြူစောတီများထံမှဂျီ3တနက်နှစ်လက်၊ကပိုင်တနက်6လက်၊စနေဘို့ တနက်နလနဲ့ဆက်ဆက်ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့ကြောင်းသိရပါရယ်အဆိုပါကျေးရွာမှာပြူစောတီများသည်ကျေးရွာတွင်ရှိအမျိုးသမီးငယ်များကိုမရင်ကျင်ခြင်းတပ်ဖြတ်ခြင်းနှင့်အခြားရွာမှာပြည်သူများကိုပြစ်ခတ်တပ်ဖြတ်မှုကျွမ်းလွန်နေသူများဖြစ်ကြောင်းသိရပါရယ်ဆေပင်ကျိုးပြူစောတီရွာကိုအပြန်အလှန်တိုက်ခိုက်ရင်းနဲ့မိုးမလင်းခင်ပဲပြူစောတီအတိုင်းစကန်အလုံးကိုသိမ်းပိုင်နိုင်ခဲ့တဲ့ပြူစောတီအသေးတစ်ကောင်နဲ့အရှင်ဆက်ရှိကောင်ကိုလက်ရဖမ်းဆီးရမိခဲ့တဲ့အဲ့ဒီစခန်းကပြူစောတီတွေကသူတို့ရွာထဲနေတဲ့အမျိုးသမီးငယ်တွေ ကိုအလိုမတူပဲမရင်ချင်တာလူတက်တာတွေနဲ့အချားရွာကပြည်သူတွေကိုလည်းပြစ်ခတ်တက်ဖြတ်တာတွေကျူးလွန်နေကြတာပါဟုရွှေဘိုခရိုင်အမတ်ဆက်ရှိတက်ရင်တက်ထောက်တာဝန်ခံပြောရေးဆိုခွင့်ရှိသူကိုနေမျိုးကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခရံအမှတ်23 28 25 96 6936 1031တက်ရင်နဲ့မြေပကဖများကပူးပေါင်းလုဆောင်ခဲ့ကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့အကျန်းဖက်စစ်တပ်၏လက်အောက်ခံတရားရုံးများကလျှို့ဝှက်စွာတည်တံစီရင်ချက်များကိုမိနစ်ပိုင်းတွင်ချမှတ်နေတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်တပ်၏လက်အောက်ခံတရားရုံးများကလျှို့ဝှက်စွာတည်တံ့စီရင်ချက်များကိုမိနစ်ပိုင်းတွင်ချမှတ်နေသည့်ဖြင့်စစ်တပ်ကလည်းအချင်းသာအချင်းသူများကိုလျှက်ဆွှော့ဖြင့်မြင်ပန်းခြင်း၊နေမိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများကိုပါလုံဆောင်နေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မကြီးဦးကျော်မိုးထွန်းကပြောပါရီဇွန်လ23ရက်နေ့အထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးတွင်ကျင်းပပြုလုပ်သည့်ကမ္ဘာပေါ်ရှိအချင်းထောင်များတွင်ဖြစ်ပေါ်နေသည့်စိန်ခေါ်မှုများအားဖြည့်ရှင်းခြင်းနှင့်ဆက်လင်း၍တကားဖွင့်ဆွေးနွေးမှု တဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါရယ်မြန်မာနိုင်ငံတွင်ဆရာနာရှင်အစဉ်ဆက်လက်အောက်၌မတရားအကျဉ်းချခြင်းနှင့်ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကတရားဥပဒေစိုးမိုးမှုကိုအချိန်ကြာမြင့်စွာဖျက်ဆီးထားကြောင်းယခုခါ2022ခုနှစ်ဖေဖော်ဝါရီလတွင်စစ်တပ်မှမတရားဆရာနာသိမ်းရန်ဂျိုးပန်းမှုစတင်ဖြစ်ပေါ်ခြင်းကလေးကရင်းထို့သောပြည်내ချုပ်ချယ်မှုများကအလွန်အမင်းစိုးရိမ်ရေမက်သို့ရောက်ရှိလာခဲ့ကြောင်းစစ်တပ်လောက်က င်တရားရုံးများကလျှို့ဝှက်စွာလှုပ်ရှားပြီးတည်တံစီရင်ချက်များကိုမိနစ်ပိုင်းတွင်ချမှတ်နေကြောင်း2023ခုနှစ်တနှစ်ထဲ၌ပင်ဒီမိုကရေစီထောက်ခံအားပေးသူအယောက်160အယောက်160ခန့်တည်တံချမှတ်ခံခဲ့ရကြောင်း၎င်းကဆိုပါတယ် 2022ခုနှစ်တွင်နိုင်ငံအကျဉ်းသားများဖြစ်ကြသည့်ကိုဖြိုးစရာသောကိုကျော်မင်းယူခေါ်ကိုချင်းမီကိုလှမျိုးအောင်နှင့်ကိုအောင်သူရဆော်တို့အနေဖြင့်တကားပိတ်တရားခွင်များဖြင့်မတရားကွပ်မျက်စီးရင်ခြင်းကိုခံခဲ့ရကြောင်းစေုပ်စုအနေဖြင့်အကျဉ်းသားအချင်းသူများကိုလျှက်စစ်လျှော့များအသုံးပြု၍ညှဉ်းပန်းခြင်း၊ရိုက်နှက်ခြင်း၊အသက်ရှူကျက်စေခြင်းအမျိုးသားအမျိုးသမီးတို့အားလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုများထိန်းချုပ်ထားခြင်းများပါလှုပ်ဆောင်နေကြောင်းသူကဆက်ပြောပါသည်မြန်မာနိုင်ငံတွင် ောင်းသူကျောင်းသားများဆရာဝန်များတရင်တောက်များရွေးကောက်ခံလွတ်တော်အမတ်များနှင့်ကလေးများအထိပါဝင်လျက်ပြည်သူ2900ကျော်မှနိုင်ငံရေးရည်တည်ချက်များကြောင့်ဖမ်းဆီးခံခဲ့ရကြောင်းအများစုမှတရားလက်လွတ်ဖမ်းဆီးချုပ်နှောင်ခံရခြင်းဖြစ်ပြီးစစ်တပ်မှငွေညစ်လိုသည့်ရည်ရွယ်ချက်ဖြင့်ဖမ်းဆီးချုပ်နှောင်ခံရသူများဖြစ်ကြောင်းဖမ်းဆီးခံရသူများနှင့်2200ကျော်မှဆက်လက်ထိန်းသိမ်းခံထားရပြီးထောင်တန်းများချမှတ်ခံထားရကြောင်းတို့ရတွင်အဆိုပါဖမ်းဆီးထိန်းချုပ်ခံထားရသူများအနေဖြင့်တရားမ များတမှုရှိသောတရားခွင်ဆုံးဖြတ်မှုကိုတကြိမ်တစ်ခါမှခန်းစားခွင့်မရခဲ့ကြကြောင်းသိရှိရပါတယ်။ထို့ကြောင့်မြန်မာနိုင်ငံရှိအချင်းထောင်များကိုကုလသမဂ္ဂနှင့် ICRC တို့မှအကန့်အသတ်မရှိဝင်ရောက်ခွင့်ရရှိစေရန်တောင်းဆိုရန်အထူးသဖြင့်အဆိုပါအဖွဲ့အစည်းများအနေဖြင့်အချင်းသားများအမှန်တကယ်ရင်ဆိုင်နေရသည့်အခြေအနေများကိုမှန်ကန်စွာသိရှိနားလည်ရန်လိုအပ်ကြောင်းအချင်းသားများအနေဖြင့်မိသည့်အကြောင်းပြချက်ဖြင့်ဖန်ဆီးခံစေရကားမူ တရားရုံးရှင်မောင်၌တရားမျှတမှုရှိစွာ တရားရင်ဆိုင်ခွင့်ရှိသင့်ကြောင်းထို့ပြင်မိသားစုဝင်များနှင့်လည်းအကျဉ်းသားများ၏အခြေအနေကိုသိပိုင်ခွင့်ဖြင့်ရှိသောကြောင့်တိရှိပိုင်ခွင့်ရှိသောကြောင့်၎င်းတို့အကြားတွင်အဆက်အသွယ်ပြုခွင့်ရှိရမည်ဖြစ်ကြောင်းတမ်းမကြီးကနိုင်ငံတကာသို့ပြောဆိုပါသည် စစ်တပ်ကဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသားများအလုံးကိုချက်ချင်းပြန်လည်လွှတ်ပေးရန်အတွက်ခိုင်ခိုင်မာမာတောင်းဆိုရန်စေယုပ်စုအပေါ်၌ပြစ်မှတ်ထားသည့်အရေးယူပိတ်ဆို့မှုများချမှတ်ရန်လည်းနိုင်ငံတကာသို့ဥကြုံမှုထွန်းကတောင်းဆိုပါရယ်စေယုပ်စုအနေဖြင့်ပြည်တွင်းတရားဥပဒေစိုးမိုးမှုကိုချိုးဖောက်သည့်အပြင်အရဲသားပြည်သူများပေါ်စစ်မှတ်ကျူးလွန်နေခြင်းကြောင့်အကျဉ်းကျနေသူများသာမကနိုင်ငံတော်ရှိပြည်သူလူထုတရက်လုံးအနေဖြင့်နေရဆွန့်ခွာမှုပြဿနာနှင့်လူသားချင်းစာနာအကျတဲ့ဒုက္ခတို့ကိုရင်ဆိုင်နေရကြောင်း င်တပြိုင်တည်းမှာပင်စေအုပ်စုကပြည်ထောင်ကင်းလုခွင့်ကိုခန်းစားနေပြည်ထောင်ကင်းလုခွင့်ကိုခန်းစားနေပြီးနိုင်ငံတကာဥပဒေနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့နိုင်ငံတကာလူခွင့်ရေးဥပဒေတို့ကိုပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိကြောင်းစေအုပ်စုသည်ဆေးရစွန်းနှင့်လူသားမျိုးနွယ်ပေါ်ကျွလွန်သည့်ရာဇဝမှုများ၏တူဦးရီသောတရားခံပင်ဖြစ်ကြောင်း၎င်းတို့အားမဖြစ်မနေတာဝန်ယူမှုတာဝန်ခံမှုရှိစေရမည်ဖြစ်ကြောင်းဥကြုံမိုးထွန်းကဆက်လက်ပြောကြားပါသည် နိုင်ငံတကာအတိုက်အဝန်းဤဖြင့်ဆေးအနာရှင်စနစ်နှင့်မတရားဆေးအနာသိမ်းမှုတို့ခြုံငင်ရေးအတွက်အားထုတ်နေသည့်မိမိတို့၏ဂျိုးပန်းမှုများကိုကုညီအားဖြင့်ပေးကြရန်တမ်းမကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုသွားကြောင်းသိရပါသည်။ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့မင်္ဂလာဒုံမျိုးနဲ့ထောက်ကျန်လန်းစုံလုံကြုံရေးဘန်ကာမှထွက်လာသောစစ်သားတချို့ကိုမိုင်းဆွဲမှုစစ်သားတအူးတေဆုံးဟုဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ရှမန်နေဇွန်လ23ရက်နေ့ည8:00နာရီမိနစ်20အချိန်မင်္ဂလာဒုံမြို့နယ်ထောက်ကျမ်းမြို့အမှတ်3လမ်းနဲ့အမှတ်9လမ်းဆောင်ရှိစစ်တပ်ဘဏ်ကတခုကိုပြတ်မှတ်ထားရေးအဝေးထိန်းမိုင်းနှလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာစစ်သားတအူလဲကျသေဆုံးသွားကြောင်းသိရပါရယ်အဝေးထိန်းမိုင်းနှလုံးအသုံးပြုခဲ့ကြောင်းတလုံးမဲကောင်းကောင်းအောင်မြင်ခဲ့ပါရယ်ဂျန်နဲ့တလုံးကပောက်ခွဲအားနေသွားခဲ့တဲ့စကအဆောင်3ရောက်အပြင်ထွက်လာတဲ့အချိန်ခွဲလိုက်တာတအူထိပြီးလဲကျသွားပါရယ်နောက်ဆက်တွဲမြေပြင်အခြေအနေဆက်လက်စုံစမ်းနေစေ ဲပါရဲဘော်များအားလုံးဘေးကင်းလုံခြုံပါပြီဟု Operation Flame အဖွဲ့မှတရင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောကြားကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုကို Operation Flame OF မှာမြို့ပြပြောင်ကြားရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးမစ်ရှင်ဖော်ဆောင်ခဲ့သည့်ရဲဘော်များအလုံးဘေကင်းကြောင်ဆက်လက်၍ရန်ကုန်တော်လှန်ရေးမဟာမိတ်များအလုံးနှင့်အတူလက်တွဲပြီးအကြမ်းဖက်စစ်တပ်ကိုအရှိန်မြင့်တိုက်ခိုက်ချိန်မုံသွားမည်ဖြစ်ကြောင်းအသိပေးကြေညာထားကြောင်းသိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးဦးဘိုထောင်တွင်စေကူတာခွင့်မရ၍နိုင်ငံရေးအချင်းသူ CDM အလေတန်းကျောင်းအုပ်ဒေါမြင့်မြင့်တန်ကွယ်လွန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးဦးဘိုချင်းထောင်တွင်မေလ9ရက်နေ့ CDM အလေတန်းကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်တန်ကြားဆုံးခဲ့ရခြင်းဖြစ်ကြောင်းကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်တန်သည်2023ခုနှစ်ဇူလိုင်29ရက်နေ့တွင်မတရားဖန်ဆီးထိမ့်သိမ်းခံခဲ့ရခြင်းဖြစ်ပြီးဒေါ်မြင့်မြင့်တန်သည် TB ရောဂါအခမ်းရှိသောကြောင့်စီဝါဆောင်ရှောင်မှုပုံမှန်လိုအပ်နေသူတို့ဖြစ်ကရောဂါပြင်းထန်လာခြင်းတွင် ထောင်အာဏာပိုင်များထံပြင်ပတွင်စေကူတာခွင့်တောင်းခံခဲ့တော်လည်းထောင်အာဏာပိုင်များကစေကူတာခွင့်မပေးခဲ့ကြောင်းသိရှိရပါသည် CDM အလဲတန်းကျောင်းဥဆရာမကြီးဒေါ်မင်းမြင့်တန်းကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှာ50နှစ်ကာလဖြင့်စစ်ကောင်စီကထောင်တန်း၅နှစ်ချမှတ်ခဲ့ကြောင်းကျောင်းဥဆရာမကြီးဒေါ်မင်းမြင့်တန်းသည် TV ရောဂါအခမ်းအကြောင်းဆေးပြင်းများတွင်းနေရပြီးသွေးကြောပေါက်ချိန်အချိန်မီဆေးဝါးကုသဆောင်ရှောက်မှုမရရှိသဖြင့်တည်ဆုံခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါသည်